အခုလိုမျိုးပပတ်လဲစုညာန်တွေကိုရှော့ချပေးနိုင်တဲ့ speaker ဖုန်းလေးကတော့ Tiwa Media ထုတ်တဲ့ pocket speaker ဖုန်းလေးပဲဖြစ်ရတယ်။ဒီကောင်လေးက speaker ဖုန်းအနေနဲ့လည်းတုံးလို့ရလို့ကျွန်တော်တို့ docking station အနေနဲ့လည်းတုံးလို့ရတာဖြစ်ပါတယ်။ AI noise cancellation လည်းပါတယ်ဆိုတော့ကျွန်တော်တို့အခုလိုမျိုးပပတ်လဲကစုညာန်တွေကိုရှော့ချပေးမှာဖြစ်ပါတယ်။ AI noise cancellation ကဘယ်လိုလုပ်လို့လဲဆိုတော့အခုလို laptop စာရိုက်တဲ့အတန်းတွေ mouse တန်းတွေပြီးရင်စားစာတဲ့နောက်မှာလုပ်နေတဲ့အတန်းတွေပုံတော့ရှော့ချပေးနိုင်တယ်။ ပြီးရင် docker extension နဲ့တုံးလို့ရတယ်ဒီမှာ HMI ပေါ့လေဒီ HMI ပေါ့လေကကျွန်တော်တို့ display out အနေနဲ့လည်းတုံးလို့ရလို့ USB type A ရော type C ရောပါရတော့ကြောင့်မဟုတ်လို့အားသွင်းရင်လို့လည်းရတယ် wireless mouse တွေ keyboard တွေကိုလည်းတွဲပြီးတော့လည်းတုံးလို့ရတယ်အားသွင်းတဲ့နေရာမှာကျွန်တော်တို့တရာဝတ်ထက်ကျော်တဲ့အားသွင်းတုံးလဲဆိုလို့ရှိရင်ကျွန်တော် laptop ပါအားသွင်းလို့ရတယ်ဗျအားရတာထူးကြတဲ့အချက်လေးပါ plug and play ဆိုတော့ကျွန်တော်တို့ဘာ driver မှမောင်းစရာလည်းမလိုဘူးတန်းထိုးပြီးတော့တန်းတုံးရုံပဲ ဘယ်သူတွေတုံးလို့ရလဲဆိုတော့ကျွန်တော်တို့ management level တွေဆရာဆရာမတွေပြီးတော့ personal တုံးရင်လည်းလူတွေအတွက်တော့အဆင်ပြေဆုံးပါအဲ့တော့ဒီကောင်လေးကိုမှောက်ယူနေတယ်ဆိုရင်တော့ကျွန်တော်တို့ WhatsApp ပြင်မှာ page မှာ live up ဆက်တယ်မှောက်နိုင်ပါတယ်ခင်ဗျ Okay အားလုံးပဲသက်တာပါ